ကဘာကြီးပူနွေးမှုနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာရှင်တွေကဒီကနေ့မှဒီအစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီအစီရင်ခံစာအရလာမယ့်၃နှစ်မှာလူသားတွေထုတ်လုပ်လိုက်တဲ့အာဒီဖန်လုံအိမ်ဓာတ်ငွေ့ပမာဏဟာများလွန်းတာကြောင့်ကဘာကြီးပူနွေးမှုအတွက်သတ်မှတ်ထားတဲ့နောက်ပြန်လှည့်လို့မရတဲ့အတိုင်းတာကို ရောက်တော့မှာဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကဆိုလိုက်ပါတယ်။အရေးကြီးတဲ့ရေရှည်ကဘာအပူချိန်နဲ့နမိတ်ကို၂၀၂၈ခုနှစ်အစောပိုင်း မှာဖြတ်ကျော်သွားရတော့မယ်လို့အစီရင်ခံစာကခမန်းထားပါတယ်။ဆက်မှုတော်လိုင်းရေးမတိုင်ခင်ကရှိခဲ့တဲ့ကမ္ဘာအပူချိန်ထက်ကမ္ဘာကြီးပိုပြီးတော့ပူနွေးလာမှု1.5စင်တီဂရိတ်ကို ထိမ့်သိမ်းထားနိုင်စွမ်းရှိတော့မှာမဟုတ်ပဲကမ္ဘာလေထုထဲမှာအပူစုပ်ဓာတ်ငွေ့တွေများပြားနေမယ်လို့ဆိုပါတယ်။1.5ဒီဂရီကန့်တတ်မှုဟာအရေးကြီးပြီးအဲ့ဒီထက်ကျော်သွားမယ်ဆိုရင်တော့ပိုပြီးဆိုးရွားတဲ့အပူလိုင်းတွေပြီးတော့မိုးခေါင်နာမျိုးမုန်တိုင်းကြီးရမျိုးတွေဖြစ်ပေါ်လာနိုင်ပါ ါတယ်။ဒါအပြင်ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာကြောင့်ကျွန်းနိုင်ငံတချို့ဟာပျောက်ကွယ်သွားနိုင်မယ်လို့ဆိုထားပါတယ်။